င်္ဂလာပါဒီနေ့မရှလ9ရက်ဖေရဖေရဲ့နေ့စဉ်တင်လို့ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ခလရတရားနေတမဒီမော့ဆိုမျိုးအနောက်ဘက်ခြမ်းကို120မမလန်နေကြီးနဲ့ရင်တန်းပစ်ခဲ့တဲ့တဲ့ရေမျိုးအခြေဆိုင်ခမာယ93ရက်ကိုကစစ်ကောင်စီတပ်သားနှုတ်ဒေါနာတက်ရင်ခြံဘက်ပြောင်းခုလုံလာတဲ့တဲ့ကရီနီပြည်တိုက်ပွဲတနင်္လာမှာလက်နက်ကြီးထိမှန်ကြဆုံခဲ့တဲ့ KA ရဲဘော်ခူပရီယာကိုတကြိုတဲ့သတင်းတွေအပါအဝင် Federal Fan ရဲ့နေစစ်သတင်းတွေကိုကြားရမှာပါ။ ကရနီပီဒီမော့ဆိုမျိုးနဲ့ငွေတော့အခြေဆိုင်ခြေလင်းတက်ရင်ခါလိုက်ရတရားနှစ်သက်စခန်ကနေဒီမော့ဆိုမျိုးအနောက်ချံကို120မမလန်နေချင်းနဲ့ရန်တန်ပြစ်ခတ်တခိုက်ခဲ့တယ်လို့ဒေတာခန်တွေခြံကသိရပါတယ်။မနီကမက်ရှလော့ချာရနီမနက်9နိုင်ဝန်းကျင်အချိန်မှာခါလိုက်ရတရားနှစ်သက်စခန်မှာဒီမော့ဆိုမျိုးအနောက်ချံရှိကြီးဝတရွာကို120မမလန်နေချင်းလေးလုံးနဲ့ပြစ်ခတ်တခိုက်ခဲ့တာဖြစ်ပြီးတော့ ခလာရတရားနှစ်သက်ခံကနေပြစ်ခလာရလက်နေကြီးလေးလုံးဟာကြီးရွာအတွင်းမှာတလုံးရွာအပြင်ဘက်မှာနှလုံးကြာရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီးကျန်တလုံးကမပေါက်ကွဲဘူးလို့သိရပါတယ်။အဆိုပါကြီးရွာတွေမှာတော်လင်ရေးတပ်ဖွဲ့ကတပ်ဆွဲထားတာတွေမရှိဘဲဒေသခံပြည်သူတွေနေထိုင်တဲ့ကြီးရွာကိုစစ်ကောင်စီတပ်ကလက်နေကြီးနဲ့အကြောင်းမဲ့အရင်တည်းပြစ်ခတ်တိုက်ခိုင်းနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ကရနီပီတွင်ကတိုက်ပွဲတနေရာမှာစစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လန်လန်ချီထိမှန်မှုကြောင့်ကြောက်ဆုံသွားခဲ့တဲ့ကရနီတပ်မတော် KA ရဲ့အမြဲတမ်းပျောက်ကြားတပ်ဖွဲ့ဝင်ရဲဘော်ခုဖရီရဲ့ခဝီလော်ကိုဒီနေ့မှာတချို့ပြခဲ့တယ်လို့တပ်ဖွဲ့ရဲ့ထောက်ပို့တာဝန်ခံခူဖဲဘူးကဖရက်ဖန်ကိုပြောပါရယ် KA ရဲ့အမတ်တုံးသီဆိုဒုခရိုင်လွိုင်းနဖမြို့နယ်အမြဲတမ်းပျောက်ကြားတပ်ဖွဲ့ဝင်ကိုပိုင်အမတ် 3338ကိုချပ်ကြည့်သူရဲဘော်ခူပရီဟာမနေ့မတ်လ9ရက်နေ့မနေ့9နိုင်ဝန်းကျင်မှာစဆုံးခဲ့ပြီးဒီနေ့ညနေ3နိုင်ဝန်းကျင်မှာဒီမော့ဆိုအနောက်ချက်တနေရာမှာတချို့ပြီးခဲ့တယ်လို့ဆိုပါတယ်အဆိုပါစဆုံးရဲဘော်ခူပရီဟာအသက်30ဝန်းကျင်အရွယ်လူငယ်သူဖြစ်ပြီး2022ခုနှစ်အတွင်းလက်နက်ကင်တော်လည်ရေးတဲ့စတင်ပါဝင်ခဲ့ကစခန်းတိုင်တပ်ပွဲတွေလည်းအများပြားပါဝင်ခဲ့ပြီးတပ်ပွဲအတွင်မှာခူပရီရဲနဲ့အတူ ရင်းနီတမ်ဒေါ်ခီအေးတရင်ငါကရဲဘော်တူလဲစဆုံခဲတယ်လို့သိရပါဗျ။ရေမြုပ်အခြေဆိုင်ခမာယ939ကစစ်ကောင်စီတပ်သားအုပ်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့မှာဒေါ်နာတရင်ထံဗတ်ပြောင်းခုလုံလာတယ်လို့ဒေါ်နာတရင်မှာတာဝန်ထမ်းဆောင်နေတဲ့သူတရင်မူရဲဘော်ဝီဂျီကဖရဲဖန်ကိုပြောပါဗျ။ အဆိုပါဘက်ပြောင်းလာတဲ့စစ်ကောင်စီတပ်သားဦးဟာအပတ်စဉ်တိစစ်ပညာသင်တန်းကျောင်းဆင်တတဇော်ထူပါစာတိတုံရ3ခု6ခုနဲ့အပတ်စဉ်6တင်းဟင်းဆင်ကျောင်းသားတတအောင်ပြစ်ဆုံးပါစာတိတုံတိတုံရ3ခုတို့ပဲဖြစ်ကြတယ်လို့သိရပါတယ်။ဒါပြင် ဒီနေ့2025ခုနှစ်အတွင်းဒေါနာသိန်းချံပတ်ပြောင်းခလုံးလာတဲ့စစ်ကောင်စီတပ်သားစုစုပေါင်း20ဦးရှိပြီးတော့စစ်ကောင်စီတပ်သားနဲ့ရဲဝန်ထမ်းတို့အနေနဲ့အမြန်ဆုံးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးပြည်သူတွေဘက်ကိုပတ်ပြောင်းဖို့ထူးထည့်ရင်မှုရဲဘော်ဝေကြီးကတိုက်တွန်းထားပါတယ်။ ရန်ကုန်တိုင်းမှာဖေဖော်ဝါရီလတလအတွင်းစစ်မှုထံဥပဒေကြောင့်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့အရက်သား933ဦးအထိရှိလာခဲ့တယ်လို့ RSN အဖွဲ့တာဝန်ရှိသူကဖေဒရယ်ဖွန်ကိုပြောပါတယ်။ဖမ်းခံရတဲ့အရက်သားတွေထဲမှာအများစုကစစ်ကောင်စီတပ်ရဲ့စစ်မှုထံတင်တဲ့ပတ်စင်30နဲ့စစ်တေအတွက်လူသေဆုဆောင်ဖို့ဖမ်းခံရတာပါတယ်လို့စစ်မှုထံစီရင်ခိုင်ပြီးအင်တဲချီလိုက်ဖမ်းခေါ်တာနဲ့လက်မပေါ်သွားလာရင်ပေါ်သားဆွဲခံရတာအများဆုံးဖြစ်တယ်လို့သိရပါတယ်။ အဆိုပါအဖမ်းခံရတဲ့နေရာ33ဦးထဲမှာအများစုကသက်18ကနေ35နှစ်အတွင်းဖြစ်ပေမဲ့18နှစ်အောက်တချို့ပါဝင်ကအမျိုးသမီးအယောက်50ဝန်းကျင်ပါဝင်နေပြီးအဖမ်းခံရသူနေရာ33ဦးထဲမှာမှ54ဦးကပတ်စံပေးပြီးပြန်လွတ်လာတာရှိပေမဲ့ကျန်တဲ့သူတွေအများစုကတော့စစ်မှုထမ်းတင်တဲ့ချက်ရောက်သွားတာရှိသလို8ဦးကတော့ပြန်မလွတ်ပဲထောင်ချလိုက်ရရှိရလို့ဆိုပါတယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလမ်းမတိုက်ပွဲမှာစစ်ကောင်စီတပ်ကတရနစမမလနဲ့ချင်းနဲ့ပြခတ်မှုကြောင့်တော်လန်ရဲ့ရဲဘော်နဲ့ဦးကျဆုံးပြီးတူအပြင်းထန်ထန်ရရရှိခဲ့တယ်လို့နေမင်းမထား Freedom Federal စစ်ကြောင်းနေရဲ့စစ်ကြောင်းမှုဇော်ဒီဘီက Federal Film ကိုပြောပါရယ်ပြီးခဲ့တဲ့မတ်လ၄ရက်နေ့မှာကရင်အမျိုးသားလူမျိုးရေးတပ်တော် KNL နဲ့ Cobra စစ်ကြောင်းတပ်ရင်း၂၉ခုပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ် ထိုင်းကရင်နီနယ်စပ်တနီယာမှာအလဲပိုင်းတိုင်းစစ်ထနာချုပ်ကရင်နီစစ်ဒေသအမှတ်1305တရင်ဘောလခဲပီကျုကကွေရဲ့တပ်ဖွဲ့ BPDF တီထောင်ချင်း၃နှစ်ပြည့်အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ခေါင်းဆောင်တွေအပါအဝင်ကြောက်စုံရဲဘော်တွေရဲ့မိသားစုဝင်တွေနဲ့ကျေးရွာအတွင်ကအရက်သားပီတူစွတ်စွတ်ပေါလူဦးရဲ့နေရာဝန်ကျင်းပဝင်တက်ရောက်ခဲ့ပါတယ်။ဒါပြင်အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကိုအလေးပြုခြင်းဖြင့်ကြဆုံသွားတဲ့အာဇာနည်တွေကိုအလေးပြုခြင်းနဲ့တရင်အတွင်းကြဆုံရပါတို့ရဲ့မိသားစုဝင်တို့ကိုဂုဏ်ပြုလာပေးအခြင်းစားတဲ့အစီအစဉ်တွေပြုလုပ်ခဲ့ပြီး Greeny City Bolake PDF အမှတ်1105တရင်ကနေတော်လင်ရေးကာလအတွင်းကြဆုံသွားတဲ့ရဲဘော်ကိုဦးရှိပြီးတိခိုက်တရားရသူငါဦးထမင်းရှိရလို့ထုတ်ပြန်ကြေညာထားပါတယ်ဒီနေ့မတ်လ9ရက်ဖေဖော်ဝါရီနေ့စတဲ့တဲ့နုကိုကြားခဲ့ရတာပါကျမစူစူပါရှင် It, FM.